တနစ်တာတမချန်းစာမှာကြိုးဆိုပါတယ်။ယနေ့အတူတကွာဖက်ရန်တမချန်းစာမှာဓမ္မရာဇဝင် တတိယဆောင်ခန်းကြီး16မှ19အထိဖြစ်ပါတယ်။ဓမ္မရာဇဝင် တတိယဆောင် အခန်းကြီး16အေလီယာနှင့်မိုးခေါင်ခြင်းဂိလက်ပြည်တိရှပိမြူတာအေလီယာကငါကိုကိုယ်တော်ဣတိယီလအမျိုးကြီးဖျားသခင် ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းနာအခွင့်မရှိဘဲအင်တန်ကာလပတ်လုံးမူးမရွာနေမကြရဟု အဟမေအာမဆူ၏ထာဝရဘုရား၏နှုတ်ကပတ်တော်သည်အေလိယသို့ရောက်လာသည်ကားတင်းသည်ဤအရက်မှထွက်သွားလော့အရှိတူပြောင်း၍ယော်ဒန်မြစ်တစ်ဖက် ခေရိတ်ချောင်းနားမှပုန်းရှောင်၍နေလော့ထူချောင်းရီကိုတောက်ရမည်ကြီးအားတို့သည်တင့်ကိုကျွေးမွေးမိအကြောင်း ငါမထားပြီဟုမိတော်မူသည့်အတိုင်းအေလိယသည်တွား၍ယော်ဒန်မြစ်တစ်ဖက်ခေရိတ်ချောင်းနားမှနေလေ၏ကြီးအားတို့သည် နေတိုင်းနဲ့နဲ့တခါညဦးတခါမုံနှင့်အမဲသားကို ဆောင်ခဲ့ကြ၏ချောင်းရီကိုလည်းတောက်ရ၏နောက်တစ်ဖက်မူးမရွာသောကြောင့်ချောင်းရီခန်းချောက်လေ၏အေလိယနှင့်ဇေဒတ်မျိုးသူမုတ်ဆိုးမှထိုအခါထာဝရဖျားဤနှုတ်ကပတ်တော်သည် ရောက်လာသည်ကားတင်ထလော့ စီတုံကြီးဇေတမျိုးတို့တွား၍နေလော့ထိုမျိုး၌နေသောမုတ်ဆိုးမတယောက်သည်တင့်ကိုကျွေးမွေးမိအကြောင်းငါမထားပြီဟုမိတော်မူသည့်အတိုင်းအေလိယသည်ထား၍ဇေတမျိုးတို့တွား၏မျိုးတကားတို့ရောက်သောအခါမုတ်ဆိုးမသည် ထင်းခွေလျက်ရှိ၏အေလိယကနာတော့ဆရာရေနှဲငယ်ကို ခွန်းနှင့်ယူခဲ့ပါလောဟုဟေ၍ဆို၏မိမသည် ရေကိုယူခြင်းကသွားစဉ်တွင် တဖန်ဟိ၍မုံတဖက်ကိုလည်းတိလက်၌ယူခဲ့ပါလို့ဟုဆိုပြန်လျင်မိမကတင်းဤဖျားသခင်ထာဝရဖျားအသက်ရှင်တော်မူသည့်အတိုင်းမုံပြတပြားများမရှိ။အိုးထဲမှာမုံညက်တလက်စုပ်ဘူး၌စီအနေငယ်သာရှိ၏။ကျမနှင့်သားငယ်အဖို့ဖုံ၍စားလို့တော်မှလည်းကောင်း။စားပြီးမှတေလို့တော်မှလည်းကောင်း။ထင်းစားနှစ်ခုကိုယခုခွေပါ၏ဟုပြန်ပြော၏။ အလီယာကလည်းမစိုးရိမ်နဲ့တင်ဆိုသည့်အတိုင်းတော်၍ပြုလော့တို့ရာတွင်ငါအဖို့မုံပြားငယ်တပြားကိုအရင်လှုပ်၍ယူခဲ့လော့နောက်မှတင်နှင့်တင်ဤသားငယ်အဖို့လှုပ်လော့ဤတေလာအမျိုးဤဖျားသခင်သာဝရဖျားမိတ်တော်မူသည်ကသာဝရဖျားသည်မြေပေါ်မှာမိုးရွာစေတော်မမူမီတိုင်အောင်ဦး၌ရှိသောမုံမျက်မကုံဘူး၌ရှိသောစီမလျှော်ရဟုမိတ်တော်မူကြောင်းကိုဆင့်ဆို၏ ထိုမုတ်ဆိုးမှသည်တွား၍အေလိယစကားအတိုင်းပြုသည်ဖြင့်အေလိယနှင့်တကွာကိုယ်တိုင်းမှစ၍အိမ်သားတို့သည်အင်တန်ကာလပတ်လုံးစားရကြ၏။ထာဝရဖရာသည်အေလိယအားဖြင့်မိန့်တော်မူသောစကားအတိုင်းအိုး၌ရှိသောမုံ့ညက်မကုန်၊ဘူး၌ရှိသောစီမလျော့ထိုနောက်မှအိမ်ရှင်မ၏သားသည် ပြင်းပြစွာသော အနာရောဂါဆွဲသောကြောင့်တတ်ချုပ်၏။မိမကလည်းကိုဖရာသခင်၏လူ ကိုတော်သည်ကျမနှင့်အဘယ်သို့ဆိုင်သနည်းကျမအပြစ်တို့ကိုအောင်းမေ့စေ၍ကျမသားကိုတတ်အံ့သောငါကျမစီသို့ကြွလာတော်မူသလောဟုအေလိယားအားဆိုတော်တင်ဤသားကိုငါအားပေးလို့ဟုဆိုလျက်မိမယင်ခွင်တဲကယူ၍မိမိနေရာအထက်ခန်းသို့ဆောင်းသွားသည်ဖြင့်မိမိအိယာပေါ်မှာထားပြီးလျင်အကျွန်ုပ်၏ဖျားသခင်ထာဝရဖျားအကျွန်ုပ်တဲခုသောဤမုတ်ဆူးမ၌ဘေးဥပ္ပပြု၍ သူဤသားကိုတေစီတော်မူမီလို့ဟု ထာဝရဖရာကိုကြွေးကြော်လေ၏တပန်သူငယ်အပေါ်မှာမိမိကိုယ်ကိုသုံးကြိမ်မောက်လျက်အကျွမုတ်ဤဖရာသခင်ထာဝရဖရာဤသူငယ်ဤဝိညာဉ်ကိုတပန်ဝင်စီတော်မူပါဟု ထာဝရဖရာကိုကြွေးကြော်ပြန်၏အေလိယစကားကို ထာဝရဖရာကြားတော်မူ၍သူငယ်ဤဝိညာဉ်သည်ဝင်သည်ဖြစ် သူသည်အသက်ရှင်ပြန်၏ အေလိယသည်သူငယ်ကိုအထက်ခမ်းမှအောက်သို့ယူသွား၍ကြည်လောတင်းဤသားအသက်ရှင်ပြီဟုဆိုလျက်အမိ၌အလေဤမိမကလည်းဤအမှုကိုထောက်၍ကိုတော်သည်ဖျားသခင်ဤလူဖြစ်ကြောင်းကို၎င်းကိုတော်ဆင့်ဆိုသောထာဝရဖျားဤစကားတော်ဟုတ်မှန်ကြောင်းကို၎င်းကျမတိပါသည်ဟုအေလိယအားဆို၏ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး၈ အေလိယနှင့်ဘာလပရောဖက်များကာလအင်တန်ကြာ၍သုံးနှစ်ဆီသောအခါအေလိယသူရောက်လာသောထာဝရဖခင်၏နှုတ်ကပတ်တော်ကတင်သည့်အာဟမေအာသွား၍ကိုကိုပြလော့ငါသည်လည်းမြေပေါ်မှမိုးရွာစေမည်ဟုမိတ်တော်မူသည့်အတိုင်းအေလိယသည်အာဟမေအာကိုကိုပြအံ့သောငါသွား၏ထိုအခါရှမာရိမြို့၌ပြင်းစွာသောအစာအာဟာရခေါင်းပါခြင်းပြရှိ၍ အဟမင်းဒီနန်းတော်အိုအိုဗဒီကိုခေါ်ဤထိုအိုဗဒီသည်ထာဝရဘုရားကိုအလွန်ယုံကြည်တော်သူဖြစ်ဤရေဇဗေလသည် ထာဝရဘုရား၏ပရောဖက်တို့ကိုပယ်ဖြတ်တော်ခါအိုဗဒီသည်ပရောဖက်တရားကိုမြေတွင်းထဲမှ50စီဝတ်ထားပြီးလျင် မုန်နှင့်ရေကိုပေး၍ကျွေးလေဤအဟကလည်းတပြီလုံးတို့လှဲ့လေ၍စမ်းရေတွင်များချောင်းများရှိရာအရရတို့တော်လော့ တရိษံအပေါင်းတို့သည်မသိမြင်းနှစ်လားတို့သည်အသက်လွတ်မြည်ကြောင်းမြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟုဩပတိအားဆိုလျက်သူတို့သည်တပြည်လုံးကိုနှံ့ပြအောင်ဝေဖန်၍အာဟန်နှင့်ဩပတိသည်လမ်းတခြားစီထွက်သွားကြ၏ဩပတိသည်သွားစဉ်ခါအေလိယသည်စီး၍ကြို၏ဩပတိသည်အေလိယကိုတည်၍ပြုတ်ဝတ်လျက်ကိုယ်တော်သည်အကျွန်ုပ်တခင်အေလိယမှန်ပါသလိုဟုမေးလျင် အေလိယကငါမန်ဤအေလိယသည်ဤမိသောအယက်၌ရှိပါ၏ဟုတင့်တခင်ထံသို့တွား၍ရှောက်လို့ဟု ပြောဆိုသောအော်ဗဒီကလည်းကိုရောကျွန်ဤတက်ကိုတက်စီခြင်းကအဟ၌အယမြေချောင်းကိုရောကျွန်သည်အဘယ်သို့ပြမပိသည်။ကိုယ်တော်ဖျားသခင်ထာဝရဖျားအသက်ရှင်တော်မူသည့်အတိုင်းကိုတော်ကိုရှာစေခြင်းကအကျွန်ုပ်သခင်မစီလွတ်တော်တိုင်းနိုင်ငံတစ်ခုမြားမရှိပါ။ တကြွတနိုင်ငံသားကအေလီယာမရှိပါဟုပြောသောအခါကိုရောကိုရှာ၍မတွေ့နိုင်ဟု ထိုတိုင်းနိုင်ငံသားတို့သည်အကျဉ်းကိုခံရကြပါ၏ယခုမူကားအေလီယာသည်ဤမည်သောအရ၌ရှိပါ၏ဟု တင့်သခင်ထံသို့တွား၍ရှောက်လို့ဟု မိတ်တော်မူပါသည်တကားအကျုံမုတ်သည် ကိုရောထံမှထွက်သွား၍အဟံမင်းထံမှရှောက်ဆင်တွင်သာဝရဖျားဤဝိညာဉ်တော်သည် အကျုံမုတ်မသိသောအရက်သို့ကိုရောကို ဆောင်းသွားတော်မူလျင်အဟမင်းသည်ကိုရောကိုမတွေ့နိုင်သောအခါအကျုံးလုံးကိုတတ်ပါလိမ့်မည်ကိုရောကျမှုကအတန်ငယ်စဉ်ကာလမှစ၍ထာဝရဖရာကိုယူသေးပါပြီရေစပ်ပေလာသည်ထာဝရဖရာ၏ပရောဖက်တို့ကိုတတ်သောအခါအကျုံးလုံးပြုသော အမှုတည်းဟူသော ထာဝရဖရာ၏ပရောဖက်တို့ရာကိုမြေတွင်ထဲမှ90စီဝတ်ထားပြီးလျှင် မုံနှင့်ရေကိုပေး၍ကျွေးချောင်းကိုအကျွန်ုပ်တခင် ကြားတော်မူမူသလောယခုမူကားအေလိယသည်အီမီသောအရ၌ရှိပါ၏ဟုတင့်တခင်ထံသို့တွား၍ရှောက်လို့ဟုကိုတော်မိတ်တော်မူသည်ဖြစ်၍အာဟတ်သည်အကျွန်ုပ်ကိုတတ်ပါလိမ့်မည်ဟုပြန်ဆို၏အေလိယကလည်းငါကိုကိုယ်သောကောင်းကင်ဘုရားရှင် ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်းငါသည်ယနေ့အာဟတ်မင်းအားကိုကိုယ်အမှန်ပြမည်ဟုဆိုပြန်တော် ဩဖရီသည်အာဟမင်းထံသို့တွား၍လျှောက်သည်ဖြင့်အာဟသည်အေလိယကိုကြိုးဆိုအံ့သောငါတွား၍တွေ့မြင်သောအခါတင်သည်ဤတေလအမျိုးကိုနှောက်ရသော သူမှန်သလားဟုမေးလျင်အေလိယကငါသည်ဤတေလအမျိုးကိုမနှောက်ရတင်နှင့်တင်အဆွေမျိုးတို့သည် ထာဝရဘုရား၏ပညာတရားကိုစွန့်၍ဘာသာဘုရားတို့ကိုစီးကပ်သည်ဖြင့်ဤတေလအမျိုးကိုနှောက်ရကြပြီး ို့ရတွင်လူကိုယခုစီလို့၍ဣတရီလအမျိုးသားပေါင်းလူကို၎င်းဘာလပယောဖက်450ကို၎င်းရေစံပီလစကွဲ၌စားသော အာရှရောပယောဖက်400ကို၎င်းကရမီလတော်နာထန်တို့စုဝေးစီလို့ဟုဆိုသည့်အတိုင်းအာဟတိဣတရီလအမျိုးသားပေါင်းလူရှိရာသို့စီလို့၍ပယောဖက်တို့ကိုကရမီလတောင်ပေါ်မှစုဝေးစီ၏ အေလိယသည်လူများရှိရာသို့လာ၍တင်တို့သည်ဘာသာနှစ်ပါးဆက်ကြားမှာအဘဲမြကာလပတ်လုံးရုံမသောစိတ်နှင့်နေကြလိမ့်မည်နီးထာဝရဖျားသည်ဖျားသခင်မှန်လျင်ထိုဖျားကိုစီကတ်ကြလော့ဘာလာသည်ဖျားသခင်မှန်လျင်ထိုဖျားကိုစီကတ်ကြလော့ဟုဆိုလျင် လူများတို့သည်တိတ်ဆိတ်စွာနေကြ၏တဖန်အေလိယကထာဝရဖျား၏ပရောဖက်ကငါတယောက်ဒီကြံရည်၏ ဘာလာဤပရောဖက်က450ရှိကြ၏နွားနှစ်ကောင်ကိုပေးကြလော့သူတို့သည်တကောင်ကိုရွေး၍အပိုင်းပိုင်းဖြတ်ပြီးလျင် ထင်းပေါ်မှတင်ပါလေစေမိမထဲစေနှင့်ငါလဲနွားတကောင်ကိုလုံ၍ထင်းပေါ်မှတင်မည်မိကိုမထက်တင်တို့သည်တင်တို့ဖျားများဤနာမကိုဟစ်ခေါ်ကြလော့ငါလဲထာဝရဖျားဤနာမတော်ကိုဟစ်ခေါ်မည် မိဖြစ်ထူးတော်မူသောဖရာသည်ဖရာသခင်မှန်ပါစေဟုလူများတို့အားပြောဆိုလျင်လူပေါင်းတို့ကအေလိယ၏စကားသည် ရောက်ပတ်ပေသည်ဟု ဆိုကြ၏တခါအေလိယကသင်တို့သည်များသောကြောင့်နွားတကောင်ကိုအရင်ရွေး၍လှုပ်ကြလော့မိမထဲ့ပဲသင်တို့ဖရာများ၏နာမကိုဟစ်ခေါ်ကြလော့ဟုဘာလာ၏ပရောဖက်တို့အားဆိုသည့်အတိုင်းသူတို့သည် လူများပေးသောနွားကိုယူ၍လှုပ်ပြီးလျင်ကိုဘာလာဖရာ ကျွန်ုပ်တို့အားထုတော်မူပါဟုနလက်အချိန်မှစ၍မွန်းတဲ့အချိန်တိုင်အောင်ဘာလာဤနာမကိုဟစ်ခေါ်ကြ၏တို့ရတွင်ဗျာဒိတ်တံမရှိ ထူသောသူလည်းမရှိ သူတို့သည်ကိုတီသောရစ်ပလင်ရှိမှကခုံကြ၏မွန်းတဲ့အချိန်၌အေလိယကကျေသောအတန်နှင့်ဟစ်ကြလော့ဘာလာသည်ဖျားဖြစ်တော်မူ၏စင်ကျင်လျက်နေတော်မူ၏ သူမဟုတ်တစုံတစ်ခုကိုလိုက်၍ရှာတော်မူ၏သူမဟုတ်ခီးတော်မူ၏သူမဟုတ်ကျင်းဆက်တော်မူသောကြောင့်တစုံတယောက်သောသူသည်နှိုးရမည်ဟုပြည့်ရည်ပြု၍ဆို၏သူတို့သည်လည်းကျဲသောအတန်နှင့်ဟေ၍ထုံးစံရှိသည့်အတိုင်းကိုသွေးနှင့်ကိုကိုလူးခြင်းကဒါတန်ဆူးနှင့်ကိုကိုရှာစေကြ၏မုန်းလွဲ၍ညဦးရန်ရစ်ပူသောချိန်တိုင်းအောင် ဘယောဘက်ပြုကြတော့လဲဖြာဒိတ်တံမရှိထူသောသူ အမှုထားသောသူလည်းမရှိတော့ခါအေလီယာကနာအနီးတို့လာကြလို့ဟု လူများတို့ကိုခေါ်သည်အတိုင်းလူပေါင်းတို့သည် အနီးတို့လာကြ၏ထိုအခါအေလီယာသည် ပြုတ်ပြတ်သောထာဝရဖျား၏ရစ်ပလင်ကို ရှင်းလင်းပြီးမှတေးအမိကဤတေလာဖြစ်ရမည်ဟုသောထာဝရဖျား၏ဗျာဒိတ်တော်ကိုခံရသော ရာကုတ်သားအမျိုးအနွယ်အရေးအတွက်တိုင်းကြောက်တဆက်နှလုံးကိုယူ၍ထာဝရဖရာ၏နာမတော်အဖို့ရစ်ပလင်ကိုတီးပြီးမှ မျိုးစေ့နှစ်တင်းလောက်ဝင်နိုင်သောကျုံးကိုရစ်ပလင်ပတ်လည်၌တူးလေ၏ထင်းကိုစီ၍နွားကိုလည်းအပိုင်းပိုင်းဖြတ်ပြီးလျင် ထင်းပေါ်မှတင်လေ၏။ဩလေးလုံးကိုရေနှင့်အပြည့်ထည့်၍မိရှုစရာရင်းနှင့်ထင်းပေါ်မှလောင်းကြလောဟုဆိုသည့်အတိုင်းသူတို့သည်လောင်းပြီးမှ တဖန်လောင်းကြဦးလို့ဟုဆိုသည့်အတိုင်းသူတို့သည် လောင်းပြီးမှသုံးကြိမ်တိုင်အောင် လောင်းကြလို့ဟုဆိုသည့်အတိုင်းသူတို့သည်သုံးကြိမ်တိုင်အောင် လောင်းကြ၏ရေသည်ရစ်ပလင်ပက်လေ၌စီး၍ကျုံးသည်လေရေနှစ်ပြည့်လေ၏ညဉ့်ဦးရန်ရေပူဇော်ခြင်းရောက်သောအခါပရောဖက်အေလိယသည်ချင်းလာ၍အာဗရာဟံအိဆာဣတယီလာရူ၏ဖျားသခင်ထာဝရဖျား ကိုတော်သည်ဣတိလအမျိုး၏ဖျားသခင်ဖြစ်တော်မူကြောင်းကို၎င်းအကျွန်မုတ်သည်ကိုတော်ကျွန်ဖြစ်၍အမိတ်တော်အတိုင်းဤအမှုအလုံးစုံတို့ကိုပြုကြောင်းကို၎င်းယနေ့တိကြပါစေသောဥထာဝရဖျားကိုတော်သည်ထာဝရအရှင်ဖျားသခင်ဖြစ်တော်မူကြောင်းကို၎င်းဤလူတို့စိတ်တဘောကိုပြောင်းလဲစေတော်မူကြောင်းကို၎င်းသူတို့သည်တည်စေခြင်းကအကျွန်ုပ်စကားကိုနားထောင်တော်မူပါနားထောင်တော်မူပါဟုဆုတောင်းလေ၏ ိုအခါထာဝရဖရာဤမိတီကြသဖြင့်မိရှုရာရေအစရှိသောထင်းကြောက်မြေမုတ်ကိုလောင်၍ကျုံ၌ရှိသောရေကိုလည်းခန်းချောက်စေ၏လူပေါင်းတို့သည်မြင်လင်ပြက်ဝတ်၍ထာဝရဖရာသည်ဖရာသခင်ဖြစ်တော်မူ၏ထာဝရဖရာသည်ဖရာသခင်ဖြစ်တော်မူ၏ဟုဝန်ခံကြ၏အေလိယကလည်းဘာလာဤပရောဖက်တို့ကိုဖန်ဆီးကြလော့ တယောက်ကိုမျှမလွတ်စေနှင့်ဟုစီရင်သည့်အတိုင်းသူတို့ကိုဖမ်းဆီး၍အေလိယသည်ကိရှုံချောင်းသို့ယူသွားပြီးလျင်ကိုမျက်လေ၏မိုးခေါင်ကာလကုန်ဆုံးသွားခြင်းထိုနောက်မှအေလိယကမင်းကြီးသည်စားတောက်ခြင်းကတက်သွားပါလော့မြားစွာသောမိုးရွာမိအတန်ရှိသည်ဟုအာဟတ်အားပြောဆိုလျင်အာဟတ်သည်စားတောက်ခြင်းကတက်သွား၏အေလိယသည်ဂရမေလတောင်ပေါ်သို့တက်၍ မြေ၌ပြဝတ်လျက်မျက်နာကိုဒူးကြမှထားလျက်မိမိကြုံအားတင်တက်၍ပင်လေသို့ကြိရှုလိုဟုဆိုသည့်အတိုင်းကျုံသည်တက်၍ကြိရှုလျင်အဘယ်အရာမျှမရှိပါဟု ပြောဆို၏အေလိယာကခုနှစ်ကြိမ်တိုင်အောင်သွား၍ကြိရှုဦးလိုဟုဆို၏ခုနှစ်ကြိမ်မြောက်သောအခါလူလက်နှင့်တူသောမိုးတိမ်ငယ်တစ်ခုသည်ပင်လေထဲကတက်ပါ၏ဟုဆိုသောအဟမင်းထံသို့သွားလော့ ိုးရွာ၍စီးသားမီကိုစိုးရိမ်စရာရှိသောကြောင့်မင်းကြီးပြင်ဆင်၍ပြန်သွားမီကြောင်းရှောက်ထားလို့ဟုမာလိုက်လေ၏မကြာမမြင့်မီမိုးကောင်းကင်သည်မိုးတက်မုန်တိုင်းနှင့်မဲ၍ပြင်းစွာမိုးရွာ၏အာဟတ်တီယထာစီ၍ရှေဇဗရီလာမျိုးသို့သွား၏ထာဝရဖရာ၏လက်တော်သည်အေလိယအပေါ်မှရှိ၍သူသည်ခပန်းကိုစီးလျက်အာဟမင်းအရင်ရေဇွေလာမျိုးတကားဝါသို့ပြေးလေ၏ ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး19ဟောရတောင်ပေါ်သို့အေလိယရောက်ရှိလာခြင်းအေလိယပြုသော အမှုနှင့် ပရောဖက်အပေါင်းတို့ကိုဓာနှင့်ကွပ်မျက်သောအမှုကိုအာဟတ်သည်ယေဇဗေလအားအကုန်စင်ကြားပြော၏ယေဇဗေလကနှက်ဖြန်နေယခုအချိန်ရောက်မှတင့်အသက်သည်ထူပရောဖက်တို့၏အသက်ကဲ့သို့မဖြစ်စေလျှင် ဖျားတို့သည်ငါ၌ထူမြမက ပြုပါစေတော်ဟု တမန်ကိုအေလိယထံသို့ဆေလွှတ်၍ကြားလိုက်၏ထိုအခါအေလိယသည်ကြောက်သဖြင့်ထား၍အသက်လွတ်အောင်ယူဒခရိုင်ဘေယရှိပါမြို့သို့သွား၏ထိုမြို့၌ဂျုံကိုထားခဲ့၍သူကိုယ်တိုင်သည် တောသို့တနေခီးသွားပြီးလျင်ရတ်တံပင်အောက်သို့ရောက်၍ထိုင်လေ၏ထိုအခါကိုယ်အသက်တရမြည်အကြောင်းဆုတောင်းလျက်အိုထာဝရဖျား ယခုတံပါ၏အချုံမုတ်အတက်ကိုတိမ့်ယူတော်မူပါအချုံမုတ်သည်ဘိုးဘေးတို့ထက်သာ၍မကောင်းပါဟုမြည်တမ်းပြီးလျှင်ရတံပင် အောက်မှအိပ်ပျော်၏ထိုအခါကောင်းကင်တမန်ကထာ၍စားလို့ဟု သူ့ကိုဒုလျက်ဆို၏အေလိယသည်မျှော်ကြည့်သောအခါမိနစ်ဖုတ်သောမုတ်ပြားနှင့်ခေါင်းရင်း၌ရေဘူးရှိသည်ကိုမြင်၍စားတောက်ပြီးမှတဖန်အိပ်ပျော်၏ ထာဝရဖရာဤကောင်းကင်တမန်သည်ဒုတိယအကြိမ်လာ၍သူကိုယ်တို့လျက်တွားရမိခီးသည့်အလွန်ဝေးသောကြောင့်ထား၍စာဦးလိုဟုဆိုသည့်အတိုင်အေလိယသည်ထား၍စာတောက်ပြန်၏ထိုအစာဟာရကိုအမိပြုလျက်အရက်40ခီးသွား၍ဖရာသခင်နှင့်ဆိုင်သောဟောရက်တောင်သို့ရောက်သည်ဖြင့်ဥမင်ထဲသို့ဝင်၍နေ၏ထာဝရဖရာဤနှုတ်ကပတ်တော်ရောက်လာသည်ကားအေလိယ တင်ဒီဤအရ၌အဘယ်သို့ပြုလျက်နေသနည်းဟုမေးတော်မူ၏အေလိယအကျွန်ုပ်သည်ကောင်းကင်ဘိုးခြေရှင်ဖျားသခင်ထာဝရဖျားဘက်၌အလွန်စိတ်အားကြီးပါပြီအကြောင်းမူကားဤတေလအမျိုးသားတို့သည် ကိုရောပဒိညင်တရားကိုစွန့်ပြီးလျင် ကိုရောရစ်ပလင်များကိုဖြူဖြဲ၍ကိုရောဤပရောဖက်များကိုဓာနှင့်တက်ကြပါပြီအကျွန်ုပ်တယောက်ဒီကြံ့ရည်၍ အကျွန်ုပ်အသက်ကိုပင်တက်ချင်းကရှာကြပါသည်ဟုလျှောက်လေ၏နှုတ်ကပတ်တော်ကလည်းထွက်လော့ထာဝရဖုရားရှိတောင်ပေါ်မှာရက်နေလော့ထာဝရဖုရားလျှောက်သွားမည်ဟုမိတ်တော်မူ၏ထိုအခါအာကြီးသောလေပြင်းသည်တောင်ထိပ်တို့ကိုခွဲ၍ထာဝရဖုရားရှိတော်၌ကြောက်တို့ကိုချိုးဖဲ့၏တို့ရာတွင်ထာဝရဖုရားသည်လေ၌ရှိတော်မမူလေနောက်မှာမြေလုတ်ချင်းရှိ၏ တို့ရာတွင်ထာဝရဘုရားသည်မြေလှူရှားခြင်း၌လည်းရှိတော်မမူမြေလှူခြင်းနောက်မှာမရှိ၏တို့ရာတွင်ထာဝရဘုရားသည် မီး၌လည်းရှိတော်မမူမီးနောက်မှာဖြင်းညင်းသောအတန်ရှိ၏ထိုအတန်ကို အေလိယသည်ကြားလျင်မျက်နာကိုဝှက်လုံးနှင့်ဖုံးအုပ်လျက်ထွက်၍ဥမင်ဝါ၌ရက်နေ၏ထိုအခါအေလိယတင်သည်ဤအရ၌အဘယ်သို့ပြုလျက်နေသည်နည်းဟုအတန်လာ၏အေလိယကလည်း အကျွန်ုပ်သည်ကောင်းကင်ဘုရားရှင်ဖျားသခင်ထာဝရဖျားပန်း၌အလွန်စိတ်အားကြီးပါပြီ။အကြောင်းမူကားဤတည်လာအမျိုးသားတို့သည် ကိုရောဤပဋိညင်တရားကိုစွန့်ပြီးလျင် ကိုရောဤရစ်ပလင်များကိုဖြိုဖျက်၍ကိုရောဤပရောဖက်များကိုဓာနှင့်တက်ကြပါပြီ။အကျွန်ုပ်တယောက်ဒီကြံရည်၍အကျွန်ုပ်အသက်ကိုပင်တက်ခြင်းကရှာကြပါသည်ဟုလျှောက်လေတော့ထာဝရဖျားက ဓမ္မတတော်သူပြန်၍ခီးသွားလော့ရောက်တော့ခါဟာစီလာကိုရှူ၍ရှင်ပရင်အရာ၌ခန့်ထား၍ဒိတ်သိပ်ပြီးလော့နေရှိသားယေဟုကိုဣတရီလာရှင်ပရင်အရာ၌ခန့်ထား၍ဗိသိက်ပြီးလော့အာဖီလာမဟောလာမြို့နေရှာဖတာအီလီရှေကိုတင့်ကိုစားပရောဖက်အရာ၌ခန့်ထား၍ဗိသိက်ပြီးလော့သူဖြစ်၍ဟာဇီလာဒါနှင့်လွတ်တော်သူကိုယေဟုတက်လိမ့်မည် ယေဟုဒားနှင့်လွတ်တော်သူကိုအေလိရှေတက်လိမ့်မည်တို့ရရင်ဘာလာရှိ၌ဒူးထောက်ခြင်းနန်းချင်းကိုမပြုတော်သူအပေါင်းတည်းဟုသောဣတေလအမျိုးသား9000လို့ကိုငါဖို့ငါကြံကျွင်းစေပြီးဟု မိတော်မူ၏အေလိရှေကိုရွေးကောက်ခြင်းထိုအရမအေလိယသည်တွားပြီးလျင်နွားငါရှင်းနှင့်လေထွန်လျက်နောက်ဆုံးနွားရှင်း၌ကိုယ်တိုင်လိုက်သောရှာဖတ်သားအေလိရှေကိုတွေ့၍ အနား၌ရှောက်စင်တွင်မိမိဝတ်လုံကိုသူ့ပုံမှတင်လေ၏အေလိရှေသည်နွားတို့ကိုပြစ်ထား၍အေလီယာနောက်သို့လိုက်လျက်အကျုံမုတ်သည်မိဘကိုနမ်းမရစေသူ့ဘီမကိုတော့နောက်သို့လိုက်ပါမည်ဟုအခွင့်တောင်းလျင်အေလီယာက ပြန်သွားလော့နာသည်တင်၌အဘယ်သို့ပြုပြီးသည်ဟုဆိုတော့အေလိရှေသည် ပြန်သွား၍နွားတရှင်းကိုတတ်ပြီးမှနွားသားကိုလဲထွန်သော တစားနှင့်ပြုတ်၍လူများတို့အားကျွေးလေ၏သူပြီးမှထား၍အေလီယာနောက်သို့လိုက်လျက်လက်ထောက်ဖြစ်လေ၏ဖျားသခင်၏နှုတ်ကပတ်တော်ကိုနာယူခဲ့ကြသောမိတ်ဆွေများ၌ဖျားသခင်၏ငြိမ်သက်ခြင်းယေရှုတော်နှင့်ပို့ဆောင်လမ်းပြခြင်းမင်္ဂလာတို့သည်အစင်မပြတ်တရှိမြဲတရှိတည်နေပါစေသော အာမင်